မင်္ဂလာတုံမြို့နယ်သင်္ကန်းကျွန်းကြီးကျေးရွာအုပ်စုကာရကျေးရွာ6လမ်းနဲ့9လမ်းကြားရှိကြားကိုးကောင်မြန်မာရန်ကုန်စက်မှုဆောင်ကားထုတ်လုပ်ရေးကုမ္ပဏီမှကားပစ္စည်းအဟောင်းတွေထားရှိတဲ့ကိုရောင်တစ်ခုနေ့လယ်2နာရီ45မိနစ်ချိန်မှာမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။မီးလောင်ကျွမ်းမှုဖြစ်ပွားရခြင်းဟာစီလက်ကြံအဟောင်းတွေယူဆင်ရာကနေပြင်ပရှိကားတာယာတွေဆိုဖာတွေနဲ့ထိမိပြီးအပူလွန်ကဲကောင်လောင်ကျွမ်းခြင်းဖြစ်တယ်လို့မြောက်ဥက္ကလာဆောင်မိသက်ဦးစီးအရာရှိဦးအောင်ကျော်ကပြောကြားခဲ့ပါတယ်။ အဆိုပါမီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာကိုအုပ်ချုပ်မှုရင်၄စီလူနာတရင်၃စီပါဝင်စုစုပေါင်းမီးသက်ရဲ26စီနဲ့ညှိတက်ခဲ့လို့သိရပါတယ်။မီးလောင်ကျွမ်းမှုဟာညနေ3:38မိနစ်ချိန်မှာမီးညွန့်ကျိုးသွားတာဖြစ်ပါတယ်။အဆိုပါခြံဝန်းမှာကိုရောင်နှလုံးရှိပြီးမီးလောင်ကျွမ်းတဲ့ကိုရောင်ဟာသွမိုးထရန်ကတစ်သားတိုင်အမျိုးအစားရှိအနံပေ90ခန်းရှိတဲ့ကိုရောင်ဖြစ်ပါတယ်။